မြန်မာနိုင်ငံကလင်ကော်မတီရဲ့ပေါ်ပြချက်အရ48နိုင်ရဲ့အတွင်းတကယ်ကိုမှသတိထားရမယ်။နောက်ဆက်တွဲငလင်ကြီးတွေလှုပ်ခတ်နိုင်တဲ့နေရာဒေသအသည့်ကြောင့်ကိုကျွန်တော်အနေနဲ့ဒီချိန်မှာသင်ပြတဲ့အခါမှာတချို့သောကောင်းတွေကတချို့သောလူတွေကဒီသူတွေကိုဖြဲချောက်နေတာလိန်ညာတည်င်းဆိုပြီးတော့မယုံကြဘူးအခုပဲမယုံကြရင်ねမနီက မန္တလေးနဲ့စကိုင်းကိုဥတီပြီးတော့လှုပ်ခတ်သွားတဲ့ငလင်ကြီးအပီမှာနှလင်ငယ်ပေါင်းအခုပေါင်း90ကျော်လှုပ်ခတ်ပြီးပြီလေးဖြစ်ပါတယ်။ဒါကြောင့်မလို့အခုချက်တိငလင်ကစိတ်ချလို့မရသေးပဲနေ့သုံးရက်တွင်ပြည်သူတွေအထူးပြုဆိုင်ဖို့လိုအပ်ပါသေးတယ်။ဒီပြည်တော်မှာရှိတဲ့ဒကနာတီရီမျိုးကိုဗိုလ်ပြုပြီးတော့ register scale ငရဒမသိန်းအစီရှိတဲ့နောက်ဆက်တွဲမြင်ကလေးယနေ့ညနေ၄နာရီလောက်မှာလှုပ်ခတ်သွားပါရီမာရှလာ28ရက်နေ့ကပြင်းအပြင်း ဖြစ်အားပြင်ကလေးကြီးကြောင့်ထိခိုက်ဒိဆုံမှုများကိုရှာဖွေကေစီလုံနေချိန်မှာပဲနေပြီးတော့ကိုဘူးပြုတ်ပြီးတော့ဒီကနေ့မော်ရှလာ29ရက်နေ့ညနေ3:50မိနစ်မှာလှူရှာခဲ့ခြင်းဖြစ်ပါတယ်။ငလီဟာမြေအနက်10ကီလိုမီတာ6မိုင်ကျော်မှာဘူးပြုတ်လှူရှာသွားတဲ့ဇောက်တိန်ငလီဖြစ်ကြောင်း USGS ကဖော်ပြထားပါတယ်။မြေငလီမှာဇောက်တိန်ငလီကဖြစ်အားပိုကြီးပါတယ်။တိတ်ငနေပဲထပ်ပြိုးတဲ့သတင်းတွေကြားရတယ်။ကျမတို့ကသက္ကုံတွေက ရွာရောက်နေလို့တေချာမတိရဘူးဆိုပြီးတော့နေပြည်တော်ကဝန်ထမ်းသူဦးကရှင်းပြပါရီမာရှီလာ28ရင်းနေကမလေးကျောင်းပြေမနာတမျိုးတည်းမှာအသေးဆုံးသူ300နီးပါးရှိနေကြောင်းလည်းသိရပါရီဒါကြောင့်မလို့ခုချိန်မှာကျွန်တော်တို့နောက်ဆုံးသိရတဲ့သတင်းချက်လက်တွေကမြန်မာနိုင်ငံသဝန်အသေးဆုံးတဲ့လူဦးရေဟာလူဦးရေ3000ကျော်နေပြီလို့ကြားသိရပါရီအမတန်မှကြောက်ဖို့ကောင်းပါရီဒါကြောင့်ဒီကနေပဲဆက်ပြီးတော့ပြည်သူတွေကိုသတိပေးပါစီ စကိုင်းပြည့်ရွေရဲ့အလဲပိုင်းနဲ့တောင်ပိုင်းတစ်ချောင်းမှာရှိတဲ့ဒေသများရဲ့မြို့ကြီးများဖြစ်တဲ့ရှီဘူးမြို့မန္တလေးမြို့နေပြည်တော်ပြည်မနာမြို့တောင်ဦးမြို့ဘကုမြို့ရောင်းမြို့စတဲ့မြို့ကြီးများနဲ့အဲ့ဒီအနီးအနားမှာနေထိုင်နေပြည်သူတွေအထူးအထူးယူဆိုင်ကြပါသုံးရတာတွေမှာပြည်သူတွေအထူးယူဆိုင်ကြပါမမိအိမ်ဟာငလင်းလာရနဲ့ပြိုလဲနိုင်တဲ့အခြေအနေမျိုးဆိုတော့လုံးဝလုံးဝမနေပါနဲ့အထူးသဖြင့်တိုက်မြင့်မှာနေထိုင်ကြတဲ့ပြည်သူတွေအထူးယူဆိုင်ကြပါဗျာချင်းချောက်နေတာမဟုတ်ဘူး ဒါဟာဂျင်းတရေမဟုတ်ပါဘူးပြည်သူတွေအထူးယူဆကြပါလို့ဒီကနေ့ပြီးစီရနာနဲ့တိုက်တွန်းပြားစီဗျာ။